ီတာတွေမှာကပစီတာတိုင်းလို့ရတဲ့ break ကိုရေးတဲ့အခါမျိုးမှာဆိုရင် millifarad တို့ nanofarad တို့ microfarad တို့ ਨੇ ရေးကြတာများတယ် များသောအားဖြင့်ကကပစီတာတွေရဲ့တန်မိုးကိုပြောတဲ့အခါမျိုးမှာဆိုရင်မိုက်ခရိုဖာရက်နဲ့ပဲပြောကြတာများတယ်ပေါ့နော်နန်နိုဖာရက်တို့မီလီဖာရက်တို့နဲ့ပြောမှဆိုရင်သိပ်ပြီးတော့မသိကြတဲ့သူတွေရှိတယ်အဲ့တော့ဒီမှာဆိုရင်2မီလီတို့ဒီမှာ200နန်နိုတို့တန်တိနန်နိုတို့ဒီမှာရေးထားတယ်ပေါ့နော်ဒီမှာဆိုရင်200နန်နိုဖာရက်ဆိုတာမိုက်ခရိုဖာရက်အနေနဲ့ဆိုရင်ဘယ်လောက်မိုက်ခရိုဖာရက်လဲဆိုတာကိုကျွန်တော်ဒီမှာပြောပြပေးပါမယ်နော် အဲ့တော့1မိုက်ခရိုဖာရက်မှာတထောင်နန်နိုဖာရက်ရှိတာဖြစ်တဲ့အတွက်ဒီမှာ200နန်နိုဖာရက်ဆိုရင်ဘလောက်မိုက်ခရိုဖာရက်ရှိမလဲဆိုရင်200ကိုကျွန်တော်တို့ကတထောင်နဲ့စားရမယ်။200ကိုတထောင်နဲ့စားလိုက်ရင်0.2မိုက်ခရိုဖာရက်ရတယ်။အဲ့တော့ဒီမှာ200နန်နိုဖာရက်ဟာမိုက်ခရိုဖာရက်အနေနဲ့ဆိုလို့ရှိရင်0.2မိုက်ခရိုဖာရက်ရှိတယ်เนาะဒီမှာ20နန်နိုဖာရက်ဆိုရင်လည်းဒီတိုင်းပဲတထောင်နဲ့ကျွန်တော်တို့စားကြည့်လိုက်စားကြည့်လိုက်လို့ရတဲ့တန်ဖိုးဟာအဲ့ဒီမိုက်ခရိုဖာရက်တန်ဖိုးပေါ့เนาะကျွန်တော်အခုပြပေးတဲ့မီတာလေးကဈေးတက်တာပြီးတော့သူက quality quality ကောင်းတဲ့ DD 9205A ဆိုတဲ့ digital meter လေးဖြစ်တယ်။သူ့မှာ quality ကောင်းတဲ့ဓာမျိုး meter product လည်းပါတယ်။ကျွန်တော်တို့ပုံမှန်ဈေးထဲမှာဆိုလို့ရှိရင်ဓာမျိုး quality ကောင်းတဲ့ meter product မပါတာများတယ်ပေါ့နော်။ ဒီမှာတခုရှိတာကဒီ DD905A digital meter က model 2ပုံစံတူပြီးတော့ quality မတူတာတွေတော့ရှိတယ်ပေါ့နော်။ဒါလေးကတော့ model 2ပုံစံတူပြီးတော့ quality မတူတာတွေတဲကမှကျွန်တော်ကိုယ်တိုင်စမ်းသုံးကြည့်ရသလောက် quality လေးကောင်းတဲ့ meter လို့ရှိပါတယ်နော်။ဒါဒီ meter လေးကိုလည်းကိုယ့်အတွက်အသုံးလိုတဲ့ဝယ်ယူချင်တဲ့ဆိုလို့ရှိရင်ကျွန်တော်အခုပြထားတဲ့စီမှာလည်းဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါတယ်နော်။ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘူးတုဒတစုံတရာရရှိတယ်လို့ခံစားရတဲ့ဆိုလို့ရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment မှာတခုခုမှန်ပေးသွားဖို့တောင်းဆိုချင်ပါတယ်။